ဒူဘိုင်းမြို့ကတရေသားသမီးတွေဘယ်လိုမျိုးနေထိုင်ကြသလဲ။ကဲဒီကနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဒူဘိုင်းမြို့ကတရေသားသမီးတွေပတ်စံတွေကိုဘယ်လိုမျိုးသုံးဖြုံကြသလဲ။ပြီးတော့ငငယ်ရွယ်ရွယ်လေးနဲ့စီးပွားရေးတွေကိုဘယ်လိုမျိုးလုပ်သလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒူဘိုင်းမြို့ကဘယ်လောက်ထိချမ်းသာသလဲဆိုတာလည်းပြည်သက်တို့သိပြီးသားအတိုင်းပါ။ဒီတော့ဒူဘိုင်းမြို့ကတရေသားသမီးတွေဘယ်လိုမျိုးနေထိုင်သလဲဆိုတာကိုမပြောပြခင်မှာတော့အရင်ဆုံးကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်သွားဖို့တောင်းဆိုပါတယ်။ ကဲအစင်းလေးဖြစ်ပြီဆိုရင်တော့ VPN လေးဖွင့်အစီအစဉ်လေးစလိုက်ရအောင်ပါအမတန်ချမ်းသာတဲ့ဒူဘိုင်းလိုနေရာမျိုးမှာတော့မနက်ခင်းကြောင်းတက်ချိန်ရောက်ရင်တခြားနိုင်ငံတွေနဲ့မတူတာကတော့ကားလမ်းမကြီးတွေပေါ်မှာ Lamborghini နဲ့ Ferrari လိုမျိုးကားတွေတန်းစီနေကြတာဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒီကားတွေကကျောင်းသွားတက်ကြတဲ့ကျောင်းသားတွေရဲ့ကိုပိုင်ကားတွေပါဒူဘိုင်းမြို့ကကလေးတွေကတခြားကလေးတွေရဲ့ဘဝနေထိုင်မှုပုံစံနဲ့မတူကြပါဘူးဘာကြောင့်လဲဆိုတော့တခြားကလေးတွေကအလှအပနဲ့စာရိတ်ခက်ခဲမှကိုစိုးရိမ်နေကြတဲ့အချိန်မှာဒူဘိုင်းကကလေးတွေကတော့ကျောင်းကိုဒီနေ့ဘယ်ပြိုင်ကစီးပြီးသွားရမလဲပရိယတ်တွေကြရင်ဘယ်ကိုသွားလဲရင်ကောင်းမလဲဆိုတာကိုသာတွေးပြီးစိတ်ပူနေကြတာဖြစ်ပါတယ် ကြောင်ပိတ်ရက်တွေရောက်ရင်မော်လိုက်ကိုသွားလဲရမလားကိုပိုင်ကျိုးနေမှာပဲအချိန်သွားဖြုံရမလားစသဖြင့်ပါပဲတွေးတော်ပြီးစိတ်ပူနေကြတာပါတကယ်တော့သူတို့ရဲ့အိမ်မှာမွေးထားတဲ့မြင်းတွေကတော့အခြေခံလူဒန်းစားရရဲ့ဘဝနေထိုင်မှုပုံစံထက်ပိုပြီးတာနေနိုင်ပါ रे ဒါကိုပိုပြီးမြင်သာအောင်ပြောမယ်ဆိုရင်တော့သူတို့အိမ်မှာစုထားတဲ့စူးတွေကပတ်စံကကျွန်တော်တို့တစ်ဘဝလုံးရှာပြီးစုထားတာထက်တောင်ပိုပြီးများနိုင်ပါ रे ဒါပေမဲ့မိတ်ဆွေတို့အနေနဲ့သူတို့ဘဝကိုတော့ခြေဝင်စရာမလိုပါဘူးဘာကြောင့်လဲဆိုတော့အနည်းဆုံးတော့မိတ်ဆွေတို့အနေနဲ့သွားမှရွှေနဲ့လှုပ်ထားတဲ့ ဘလို့ brazer မျိုးကိုတက်ရမလဲဆိုတာရွေးချယ်เสียမလိုဘူးပေါ့ဗျာကဲဒီတော့ဒူဘိုင်းကတထေးသားသမီးတွေဘလို့မျိုးနေထိုင်တယ်လဲဆိုတာကိုဆက်ပြီးကြည့်ကြည့်အောင်ပါ Mawabing Muhammad El Matwang Rawabing Muhammad ကတော့ဥစားပေါ်ရုပ်ချော့တယ်ဆိုတဲ့ဒူဘိုင်းတထေးလေးတယောက်ပါအသက်23နှစ်သားရှိသေးပေမဲ့ Force Magazine ရဲ့ဖော်ပြချက်အရကတော့သူ့ရဲ့အသက်ရင်းပိုင်ဆိုင်မှုဟာ1 billion ရှိတယ်လို့ဆိုပါတယ် သူရဲ့အိမ်ချမ်းမြေဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီကလည်းပိုင်ဆိုင်မှုဟာဒေါ်လာ1ဘီလီယံလောက်ရှိတယ်လို့ဆိုပါရယ်မာဝါရဲ့ထင်ရှားကြော်ကြတဲ့အချက်လက်တွေထဲမှာတော့သူရဲ့ဘဝနေထိုင်မှု lifestyle ကလည်းဒူဘိုင်းကလူငယ်တွေအကြားမှာရှေးပန်းစနေပါရယ်သူရဲ့နေထိုင်မှုပုံစံတွေထဲမှာတော့ဒေါ်လာ10သန်းကျော်တန်ဖိုးရှိတဲ့ဇိမ်ခံကားတွေကိုစုဆောင်းတဲ့အချက်ကလည်းလူတီများကြော်ကြပါရယ် သူဝယ်ယူတဲ့ကားတွေထဲမှာတော့ Lamborghini ကားတွေကအများဆုံးဝယ်ယူတတ်လိရှိပါတယ်။ Maran ဟာကားလမ်းမတွေပေါ်မှာစိန်ခန့်ကားတွေစီးအောင်သားမကပဲရေချောင်းလမ်းမှာလည်းစိန်ခန့်မှုအတွက်ကိုပိုင်စိန်ခန့်တင်မော့လဲပိုင်ဆိုင်ပါသေးတယ်။အဲ့ဒီတင်မော့အတွက်လေဒေါ်လာတန်100ကျော်သုံးဆွဲထားတာပါဒေါ်လာ10တန်းကျော်တဲ့ခါရာစိန်ခန့်ရွက်လီကိုလည်းဝယ်ယူလိုက်တော့ကနာမည်ကြီးသွားခဲ့ပါတယ်အဲ့ဒီအပြင်ဒေါ်လာ9တန်းတန်ကြီးရှိတဲ့ကန်းဂျီကစိန်ခန့်ဗီလာတစ်ခုကိုလည်းပိုင်ဆိုင်ထားပါတယ်အဲ့ဒီအိမ်ဟာဆိုရင်တော့အိမ်ခန်း10ခန်းရေချိုးခန်း9ခန်းနဲ့ရေကူးခန်း2ခန်းပါဝင်ပါတယ် မဟာဝါဟာရုပ်ရည်လဲချောမောက်တယ်လို့အသက်ငယ်သေးတဲ့ပြိုတိုင်းကြိုက်တဲ့ဘီလီယံနာတူပါသူကစီးဝါးရေးလုပ်ငန်းနဲ့လူမှုရေးနယ်ပယ်နှစ်ခုစလုံးမှာလဲဩဇာညောင်းတဲ့တထေးလေးတယောက်ဖြစ်ပါတယ်အဲ့ဒီအပြင်မဟာဝါကမိသားစုရဲ့အမွေဆက်ခံသူတယောက်ဖြစ်တယ်လို့မိသားစုကပိုင်ဆိုင်တဲ့ငွေနဲ့သူ့ရဲ့ကိုယ်ပိုင်ဉာဏ်ရည်နဲ့ပေါင်းစပ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလည်းထက်ထမြင့်မြတ်လုပ်ကင်ဦးစီးနေပါတယ်။မဟာဝါရဲ့ဒနာဥစ္စာလွှမ်းမိုးမှုနဲ့စုံတီထွင်မှုတွေကိုပေါင်းစပ်ပြီးအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ပေါက်စာလေးလည်းဖြစ်ပါတယ်။ ရရှိဘယ်ဟာဆာကဲပထမအဆုံးအနေနဲ့ကတော့မန်နီခစ်လို့လူအများသိကြတဲ့ရရှိဘယ်ဟာဆာအကြောင်းကိုပြောပြပေးသွားမှာပါရရှိဟာဆိုရင်တော့ဒူဘိုင်းမြို့ကလူငယ်မီလီယနာတဦးလည်းဖြစ်ပါတယ်သူ့ဘဝမှာတစ်ခါမှမပြောဘူးတဲ့စကားလုံးကတော့ငါပတ်ဆက်မလောက်ဘူးဆိုတဲ့စကားလုံးပါဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့မိတ်ဆွေကရှမ်ပိန်တက်ဖို့ဘလောက်ကုန်မလဲလို့တွေးနေတဲ့အချိန်မှာရရှိကတော့ကုန်တိုင်းတစ်ခုလုံးကိုတော့ဝယ်ပြစ်နိုင်လောက်အောင်ချမ်းသာပါရီ ရရှိကငငယ်လေးကလေးကချင်းချင်းသာသာနေထိုင်လာရတဲ့သူတရားပါသူရဲ့အဖေကလည်းဆာဟာမဘရဆာဖြစ်ပြီးဆောက်လုပ်ရေးလုပ်ငန်းရှိတဲ့ဦးဖြစ်ပါတယ်သူကဆာရှိဘယ်လာဆာဆိုတဲ့ကုမ္ပဏီကို2000ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်နောက်တော့ကုမ္ပဏီကွဲပေါင်း90ကျော်ကိုတည်ထောင်နိုင်ခဲ့ပြီးအလုပ်သမားပေါင်း1000ကျော်လောက်ကဆာရှိဘယ်လာဆာကုမ္ပဏီမှာအလုပ်လုပ်ကင်နေကြပါတယ်အခုလိုမျိုးအေယာမကြီးမားတဲ့ချမ်းသာမှုကြီးကရရှိရဲ့ဘဝနေထိုင်မှုကိုထောက်ပံ့ပေးထားတာပါ ရုရှားကိုလူတွေကစပြီးသတိထားမိတာကတော့2013ခုနှစ်ရုရှားအသက်17နှစ်လောက်မှာ Instagram မှာ vlog တွေရိုက်ရကနေစတင်လူသိများလာခဲ့ပါတယ်။နောက်ပြီးရုရှားကသူ့ရဲ့ချမ်းသာကြွယ်ဝမှုကိုလည်းအမြဲတမ်းထုတ်ပြလေးရှိပါတယ်။နောက်တော့ရုရှားက Money Case ဆိုတဲ့နာမည်နဲ့ YouTube channel တစ်ခုဖွင့်ခဲ့ပါတယ်။ channel ထောင်ပြီးတိတ်မကြခင်မှာပဲလူတွေရဲ့အာရုံစိုက်မှုကိုရခဲ့တာပါ။အခုဆိုရင်တော့ရုရှားက Instagram account ဟာ follower နှစ်တန်းလောက်အထိကိုရှိနေပြီ YouTube ဟာဆိုရင်လည်း subscriber ၃တန်းကျော်အထိရှိနေပါပြီ။ ရရှိတင်တဲ့ကွန်တက်အများစုကတော့တမိုးကြီးပစ္စည်းတွေဝယ်ယူပြတာတွေသူ့ရဲ့နေထိုင်မှုပုံစံတွေကိုပြသတဲ့ကွန်တက်တွေပါရရှိရဲ့ဗီဒီယိုတစ်ခုမှဆိုရင်လည်းသူ့ရဲ့ sneaker တွေကိုပြသထားပြီးတမိုးအဖြစ်တော့ဒေါ်လာတသန်းနီးပါးလောက်အထိရှိပါတယ်သူ့ရဲ့ sneaker ဖက်နှက်ပေါင်း1000ကျော်နီးပါးအထိရှိပြီးအများစုကတော့ limited edition တွေနဲ့ custom design တွေပဲဖြစ်ပါတယ်သူ့ရဲ့ sneaker တွေထဲမှာဈေးအကြီးဆုံးကတော့2004ခုနှစ်ကဝယ်ယူခဲ့တဲ့ Air Jordan 13 sneaker ပဲဖြစ်ပါတယ် အဲ့ဒီဖက်နှက်မှာဆိုရင်တော့ Michael Jordan ကိုယ်တိုင်လက်မှတ်ရေးထိုးထားတာပါ Rashid က sneaker တွေစူဆောင်းရတာတွေကိုသဘောကျတာမဟုတ်ပါဘူးသူကကားတွေကိုစူဆောင်းရတာလည်းသဘောကျသူတယောက်ပါ2018ခုနှစ်တုန်းကလည်း Ferrari F12 ကားတစ်စီးကိုမွေးနေ့လက်ဆောင်ရခဲ့ပါတယ်။ဒီကားဆိုရင်တော့ကားတစ်စီးလုံးကို LV နဲ့ Supreme တို့ပေါင်းစပ်ထားတာဖြစ်ပြီးဒီဇိုင်းရေးဆွဲထားတာပါ။သူ့ရဲ့ကားကသူ့ရဲ့စူဆောင်းမှုတွေထဲမှာတန်ဖိုးမပြတ်နိုင်တဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Rashid ကအသက်15နှစ်သာရှိသေးတဲ့အတွက်ဒီကားကိုသူကိုယ်တိုင်တစ်ခါမှမမောင်းဘူးသေးပါဘူး။ Ferrari ကုမ္ပဏီရဲ့ပြောပြချက်အရကတော့အဲ့ဒီကားရဲ့တန်ကြီးဟာ American Dollar 3,3995အထိရှိတယ်လို့ဆိုပါရီဒါပေမဲ့တစ်နှစ်လောက်ကြာတဲ့အချိန်မှာတော့ရုရှားကဒီကားကို American Dollar 3,900လောက်နေတာပြန်လဲရောင်းချခဲ့ပါရီ2016ခုနှစ်မှာတော့ရုရှားကအဖြူရောင်နဲ့အမဲရောင်ကို Yeezus Design နဲ့ထုတ်လုပ်ထားတဲ့ကားတစ်စီးကိုလည်းဝယ်ယူခဲ့ပါရီအဲ့ဒီကားဟာဆိုရင်တော့ American Dollar 9,950အထိတန်ကြီးရှိပါရီ အဲဒီနောက်2021ခုနှစ်အစောပိုင်းမှာတော့ရုရှားဟာအသက်ပြေးခဲ့တဲ့အတွက်တရားဝင်ကားမောင်းခွင့်ကိုရရှိခဲ့ပါတယ်။ရုရှားကတော့တရားဝင်ကားမောင်းခွင့်ရပြီဆိုတာနဲ့ချက်ချင်းဆိုသလိုပဲအမေရိကန်ဒေါ်လာ3သိန်းကျော်တန်တန်ဖိုးရှိတဲ့ Rolex ကအသစ်တစ်စီးကိုဝယ်ယူခဲ့ပါတယ်။ရုရှားဟာသူ့ရဲ့ပတ်စံတွေကို sneaker နဲ့ကားဝယ်တဲ့နေရာမှာအသုံးပြုခဲ့တာမဟုတ်ပါဘူး။2018ခုနှစ်တုန်းကလည်းရုရှားက Los Angeles ကိုသွားမယ်။ Emirates Airbus A380 ကရဲ့ဒေါ်လာ3000တန်ကားလက်မှတ်ကိုဝယ်ယူပြီးခီးထွက်ခဲ့ပါသေးတယ်။ အဲ့ဒီကားပေါ်မှာဆိုရင်တော့ကိုပိုင်အခန်းတစ်ခုပါရှိသေးပြီးဘာအသေးလေးတစ်ခုလည်းရှိပါသေးတယ်။အဲ့ဒီအပြင်သူ့ရဲ့ကိုပိုင်အခန်းလေးထဲမှာဆိုရင်တော့ထိုင်ကုန်ကနေအိယာပြောင်းလို့ရတဲ့ထိုင်ကုန်တစ်ခု TV ကအစစိန်ခန့်ပစ္စည်းများစွာပါရှိပါသေးတယ်။2021ခုနှစ်မှာတော့ရုရှားကသူ့ရဲ့ပွဲဥရဘောက်ဆင်းပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့ Procher Company ရဲ့ founder ဖြစ်သူနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။ Project Company ဟာဆိုတော့လက်ဝဲထိုးတဲ့အရာမှာအသုံးပြုတဲ့အန်ကတ်တွေကိုတန်မိုးမြစ်ထုတ်လုပ်ရောင်းချတဲ့ကုမ္ပဏီတစ်ခုပါ။ Project Company ရဲ့အန်ကတ်တွေကဘယ်လောက်တောင်ဈေးကြီးတယ်လဲဆိုရင် Project Company ရဲ့ဈေးအနည်းဆုံးအန်ကတ်တောင်မှ American Dollar 1000လောက်တန်ကြီးရှိပါတယ်။ ရုရှားရဲ့အန်ကာဟာဆိုရင်တော့ရွှေ78ကာရတ်နဲ့တောင်အာဖရိကတိုက်ကစိန်တွေကိုအသုံးပြုပြီးပြုတ်လုထားတာဖြစ်ပြီးတန်ဖိုးအားဖြင့်တော့အမေရိကန်ဒေါ်လာ9000အထိတန်ကြေးရှိပါတယ်။ရုရှားကတော့လက်စရီဆန်နဲ့ပစ္စည်းတွေကိုကြိုက်နှစ်သက်သူပြီးပြီးကမ္ဘာပေါ်ကဈေးအကြီးဆုံးရေမွေးဖြစ်တဲ့ရှူခီရေမွေးကိုလည်းဝယ်ယူခဲ့ပါတယ်။အဲဒီရေမွေးပလင်းဟာဆိုရင်တော့စိန်အလုံးပေါင်း8580လုံး78ကာရတ်ရှိတဲ့ရွှေငွေပလဲတွေနဲ့အလှဆင်တာပြီးကမ္ဘာစိတ်အများဆုံးပြုတ်လုထားတဲ့ရေမွေးပလင်းအဖြစ်ဂရင်းနစ်စံချိန်တင်ထားပါတယ်။ ဒီရေဝင်ပလင်းဟာဆိုရင်တော့တန်မိုအဖြစ်အမေရိကန်ဒေါ်လာ1.3ဘီလီယံလောက်အထိကိုတန်မိုကြီးမာတာပါရုရှားမှာကိုပိုင်တရိတ်ဆန်ဥယျာဉ်တစ်ခုလည်းရှိပြီးအဲ့ဒီတရိတ်ဆန်ဥယျာဉ်ထဲမှာလည်းတရိတ်ဆန်အမျိုးပေါင်း900ကျော်အထိမွေးမြူထားပါသည်ဒါပေမဲ့လည်းအဲ့ဒီတရိတ်ဆန်ဥယျာဉ်ကိုတော့လူတိုင်းလာရောက်လဲပတ်ခွင့်ရမှာမဟုတ်ပါဘူး။နာမည်ကြီးပုဂ္ဂိုလ်တွေသာလာရောက်လဲပတ်လို့ရမှာပါ။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ရုရှားရဲ့တရိတ်ဆန်ဥယျာဉ်ကိုလာရောက်ဖူးတဲ့သူတွေထဲမှာဆိုရင်တော့ဂျက်ကီချန်ဖလိုက်မေဝေသာစတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေများစွာပါဝင်ပါတယ်။ စီစပင်းဘူဒီမတ်ထွမ်းစီစပင်းဘူဒီမတ်ထွမ်းကိုတော့1980ခုနှစ်မှာမွေးခွာခဲ့တာဖြစ်ပြီးရှိတ်မိုဟာမက်ဘင်ရဲ့တားတူလည်းဖြစ်ပါတယ်စီစပင်းကတော့သူ့အဖေရဲ့ကုမ္ပဏီမှာပဲဒုတိယဥက္ကရာယာရုနဲ့မန်နေဂျင်းယာရုကိုယူထားတာပါ1998ခုနှစ်မှာဒူဘိုင်းကျမ်းမာရေးအာဏာပိုင် DHA ရဲ့ဥက္ကရာအဖြစ်လည်းစောင့်ရွက်ခဲ့ပါတယ်သူရဲ့ပိုင်ဆိုင်မှုကလည်းအသက်အရင်အမေရိကန်ဒေါ်လာ1ဘီလီယံရှိတယ်လို့ခန့်မှန်းထားကြပါတယ် 2019ခုနှစ်ရဲ့အကျော်ကြားဆုံးဘီလီယံနာရီထဲမှာလည်းပါဝင်ခဲ့ပါတယ်။ဒူဘိုင်းရဲ့ကြမ်းမာရေးစောင့်ရှောက်မှုစနစ်ကိုမြင့်တင်ဖို့အတွက်သူ့ရဲ့မျှော်မှန်းချက်ကလည်းမှတ်သားဖို့ကောင်းလောက်ပါပြီ။ C-Spin ကလည်းစီးပွားရေးနဲ့လူမှုအတိုင်းဝိုင်းမှာလေးစားအားကျရလောက်တဲ့ဘီလီယံနာတူပါ။ C-Spin ကတော့ limited edition တွေနဲ့သာထုတ်လုပ်ထားတဲ့စိန်ခံလက်ပတ်နိုင်တွေကိုစုဆောင်းရတာဝါသနာထုံသူတူပါ။ ် Hue Blue Rolex တို့လို brand တွေအစုံစုဆောင်းသူတူပါစိန်ခန့်လက်ပတ်နိုင်တွေပေါ်မှာဒေါ်လာတန်းနဲ့ချီတုံးယုံတာမှာကကိုပိုင်ကျွန်းပေါ်မှာလည်းစိန်ခန့် villa တွေနဲ့စိန်ခန့်အပန်းပြေလေးရှိပါတယ်သူကသူ့ရဲ့ကျွန်းပေါ်ကခီးသွားတဲ့အကြောင်းအရာတွေကိုလည်းဘလော့ရိုက်ပြီးဆိုရှယ်မီဒီယာတွေမှာမျှဝေလေးရှိပါတယ်။ကျွန်းပေါ်မှာသူ့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလေးရှိတဲ့ personal assistant တွေလည်းရှိပါတယ်။ Sea Spin ကခေါင်းရိုက်တဲ့နေရာမှာလည်းတစ်ဖက်ကကျွမ်းကျင်တယ်လို့ကိုပိုင်ခေါင်းကွင်းလည်းတည်တံ့ထားရှိထားပါတယ်။ သူဟာဖခင်လက်ထက်ကလေးကအမတန်ချမ်းသာလာပြီးအမွေဆက်ခံသူတယောက်ဖြစ်တဲ့အတွက်မိသားစုအပေါ်မှာလည်းဩဇာလွှမ်းမိုးသူတယောက်ဖြစ်ပါသည်ကဲဒီကနေ့ကျွန်တော်ပြောပြပေးသွားတဲ့ဒူဘိုင်းကတထီးလေးတွေအကြောင်းကိုတော့ပရိသတ်တို့လည်းသိလောက်ပြီလို့ထင်ပါတယ်။ဒူဘိုင်းဟာဆိုရင်တော့ကမ္ဘာလဲခီးတယ်တွေကိုဆွဲဆောင်တဲ့နာမည်ကြီးနေရာတစ်ခုဆိုတာအားလုံးသိကြပါပါ။ ရိတ်တရုတ်လည်းကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဒူဘိုင်းကတထေးရဲ့တားသမီးတွေကဘယ်လိုမျိုးပြုမှုနေထိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေရှိအောင်မယ်ဆိုရင်လည်း comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ